ိုင်းနိုင်ငံချင်းမိုင်မြို့နယ်အနီးရှိမွန်ပူအန်ဒီတာတွင်ယနေ့အရေးပေါ်အဆင့်သတ်မှတ်ခဲ့ရသည့်တိုက်ပွဲတရက်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ဤပရိပခသည် ထိုင်းနိုင်ငံ၏နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ငွေရေးစေဝါမှုများနှင့်ဆက်ဆက်သည့်အဖွဲ့အစည်းတို့အကြားပေါ်ပေါက်လာခြင်းဖြစ်ပြီးအကောင့်ထယ်ဖို့မှုပုံမူပြင်းထန်လာသည့်သဘောကိုလည်းတွေ့ရပါသည်။တိုက်ပွဲဖြစ်ပွားချိန်2မိနစ်ခန့်အတွင်းမှာပင်လက်နက်ကင်အဖွဲ့အစည်းများ၏အလွန်အမင်းအုံပြမှုအထူးသဖြင့် တော်ငင်းချင်းရေးဆိုင်ရာမှုများနှင့်ဆန့်ကြအင်းသည့်စနစ်တကျလှန်ဆဲတိုက်ခိုက်မှုများကို တွေးရှိခဲ့ရတယ်လို့သတင်းများကဖော်ပြပါတယ်ယင်းပရိပခါကြောင့် အရေးပေါ်အခြေအနေဖြစ်တက်မှတ်ကစစ်ဆေးရာမှာအလောင်း6လောင်းပါဝင်လူအသက်ဆုံးရှုံးမှုများရှိခဲ့ပါတယ်ထို့အပြင်စိတ်ကြဆေးပင်တို့ဖြင့်စစ်ဆေးပြီးနောက် licensor ကနှင့် lagbio အမှတ်တရစိတ်များပါသည့်ငွေစည်းဝါပစ္စည်းများကိုလည်းတွေ့ရှိခဲ့ရပါတယ်ရင်းမှုရစည်းဝါများဤတံပိုးမှာလည်းတစ်နှစ်သုံးည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 